ဝင်းမလွေကြီးကိုရှောင်နေမှုအတွက်ဝက်ကလေး၃ခါဟာကိုပိုင်အိမ်နေဆောက်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။လူလက်ကူကူလှုပ်တဲ့ဝက်ကြီးဆုံးကတော့တစ်သားပေါင်တစ်ခုကိုကမန်းကနန်းလုပ်ပြီးတော့ကောက်ရိုးတွေနဲ့ကြပြကြရအုပ်ကအိမ်ဆောက်လို့ပြီးပြီလို့ကြေညာလိုက်ပါတယ်။နည်းနည်းပါးပါးညံရှိတဲ့ဝက်လက်ကတော့ပို့ပြီးတော့ခိုင်ခိုင်နဲ့တစ်သားကိုရွေးချယ်ပြီးအိမ်ဆောက်ခဲ့ပြီမယ်လေတူရန်ချစ်တဲ့တရောကြောင့်ပဲအာယုံပြောင်းပြီးတော့အိမ်ဆောက်နေနေတရောတီးတတ်ပါတယ်။ ကျောင်းနေဘူးတဲ့ဝက်ငွေစုံလေးကတော့အဝေးကိုကြုံမြင်တက်ပြီးအုံနဲ့ဘီလက်မြေတွေကိုကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။သူကခိုင်လုံနဲ့အိမ်တလုံးကိုစောက်ဖို့အတွက်ဆုံးဖြတ်ထားပြီးတော့အနည်းနဲ့အမြန်အလေးစလိုလုပ်ရင်မကောင်းဘူးဆိုတဲ့အမေဝကြီးရဲ့ဆုံးမစကားကိုလည်းအမြဲတမ်းယုံကြည်ခဲ့တာပါ။သူကဘယ်တော့မှလည်းပျော်ပါဖို့အတွက်အာရုံမပြောင်းခဲ့ပါဘူး။မကြခင်မှာတော့အကုန်လုံးရောက်ကအိမ်ဆောက်လို့ပြေးစီသွားခဲ့ပြီးဖြစ်ပြီးတော့သူတို့တွေကဂုံယုံဝင်ကြွားဆောင်နေပဲတူရီယာတွေတည်ရင်နဲ့ဝက်ငယ်စုံကြီးရဲ့ဆောက်လို့ရနေနေရာကိုရောက်လာခဲ့ပါတယ်။ ကျွေးရည်တုန်နေတဲ့ညီကိုကြည့်ပြီးတော့မှသူတို့တွေဟာဝက်ငယ်ဆုံးလေးကခေါင်းကုန်ပြီးအလုပ်ပဲလုပ်တတ်တဲ့မိုက်မဲတဲ့ကောင်လေးဖြစ်ပြီးတော့ဘဝရဲ့ပျော်ရွှင်မှုတွေကိုနားမလည်ဘူးလို့လောင်မြောင်ခဲကြပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလောင်မြောင်မှုတွေကိုဝက်ငယ်ဆုံးလေးကဂိမစိုက်ပါဘူး။သူကအကူနှစ်ယောက်ကိုအလုပ်တွေကိုကမန်းကန်မလုပ်ကြဖို့နဲ့အန်ရရောက်လာရင်တော့နောင်နာမရဖို့အတွက်တတိပေးခဲ့ပါသေးတယ်။အကူနှစ်ယောက်ကတော့သူ့ရဲ့စကားကိုနားမထောင်ဝင်နဲ့ပြုံးနေခဲ့ကြပြီးတချင်းစိုးကခုံပျော်ပါလို့နေပါတယ်။ ။မမလီကြီးရဲ့တိုက်ခိုက်မှုကတော့အဲ့ဒီအချိန်မှာချုံနယ်ပိမောင်းတွေရဲ့နောက်ကနေအရင်မဲတခုတိတ်တိတ်လေးချင်းခဲ့လာနေပါတယ်။ဆာလောင်နေတဲ့ဝင်မလီကြီးကဝက်ကလေးနှကောင်ကိုကြည့်ပြီးတော့တရွေတွေတွန်းချနေပါတယ်။ကလေးနှစ်ယောက်ကတော့ဘာမှမသိတဲ့ဝင်မလီကြီးလာလို့ရှိရင်သူ့ရဲ့သွားတွေကိုနှုတ်ပြမယ်ကျွန်တော်တို့ကိုရိုက်ချုံမယ်သူ့ကိုပြစ်ခဲ့ပြီးတော့ထွက်ပြေးအောင်လုပ်မယ်ဆိုပြီးတော့ကြွားလုံးတွေထုံနေခဲ့ကြတာပါစကားဆုံးတော့နေပေချုံမိုထင်းကနေဝင်မလီကြီးကယုဒီရဲ့ခုံထက်လာလာကြောင့်ပဲသူတို့နှစ်ကောင်အလန်တကြားပြစ်ပြီးတော့အုတ်ထုတ်တင်တော်မှလွင်ထွက်သွားရပါတယ်သူတို့နှစ်ကောင်ကလူလေးထွက်ပြေးသွားကြပြီးတော့ကိုရင်ကိုပြန်ပြေးကြပါတယ် ။ဘွဲ့ကြီးဆုံးကတော့ကမန်းကရမ်းမေကောက်ရိုးအိမ်ထဲဝင်ကပြည်ဘောဂရီနဲ့ကောက်ရိုးတကားကိုကမန်းကရမ်းပိတ်ထားလိုက်ပါတယ်။ဝင်ပလေကြီးရောက်လာတာကိုသူဟာတကားဘလို့မှမဖွင့်နိုင်ဘူးလို့ပြောပြီးဒါပေမဲ့ဝင်ပလေကြီးကတစ်ချက်ကလေးလေးနဲ့မိုးလိုက်တာနဲ့ကောက်ရိုးအိမ်လေးကလေတိုက်လို့လွင့်မာသွားတဲ့ဓာတ်ပင်ကအစိလေးတွေလိုပျောက်ွယ်သွားခဲ့ပါတယ်။အဲဒီခါမှာတော့အကြီးဆုံးဘက်ကဝဲလေးရဲ့အိမ်ကိုပြေးသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲတစ်သားအိမ်ကပို့ပြီးတော့ခိုင်ခန့်နေတာကြောင့်အသက်ချမ်းသာရရခဲ့ပါတယ်။ ကောင်းကြီးတဲ့ဝင်မှုလေကြီးကတကားကိုတိုက်လို့မရတဲ့အခါမှာတော့စုပ်ပါခြင်းအောင်ဆောင်ပြီးတနာစရာသုံးငယ်လေးဖြင့်ဟန်ဆောင်ပြီးတော့ဝက်ကလေးနှစ်ကောင်ကိုလက်ခံပေးဖို့တောင်းပန်ပါတယ်။ဒါမှလည်းသူ့ရဲ့ဟန်ဆောင်မှုကအရန်ကိုညံ့နှောင်းကြောင့်မကြခင်မှာအယောင်ဆောင်တော့ပေါ်သွားခဲ့ပါတယ်။ဒေါသထက်နေတဲ့ဝင်မလေးကြီးကပါဇက်ကိုဖောင်းအောင်မုတ်ပြီးတော့မှအာကုန်မုတ်လိုက်တဲ့အခါမှာဒီတကာတော့တစ်သားအိမ်လေးကလည်းပြက်စီးသွားခဲ့ပြီးတော့တစ်သားတကာတစ်ခုပဲကျန်တော့တာပါ နောက်ဆုံးခန္ဓာကြီးပြိုလဲတော့မယ်ဆိုတာကိုမြင်တဲ့အခါမှာညီကိုနေရောက်တကားကိုပြစ်ထားပြီးတော့ထွက်ပြေးခဲ့ကြပါတယ်။ဝင်းမလီကြီးကလည်းသူတို့နောက်ကလိုက်သွားပြီးတော့သူတို့ရဲ့အမိကြီးကိုဖမ်းဆွဲခဲ့ပါတယ်။ ။ဒါပေမဲ့နောက်ဆုံးမှာတော့လမ်းလေကပန်းကြီးပင်ကတားဆီးခဲ့ပါတယ်။ဝက်လင်းတကောင်ဟာအငယ်ဆုံးလေးရဲ့အုတ်တိုက်တွေကိုပြေးဝင်သွားတော့သူတို့ညာတေလောက်အောင်ကိုကြောက်လန့်လို့နေပြီးတော့ဒါအောင်မြင်တဲ့အခါမှာဂရင်းအောက်ကိုဝင်ပြီးတော့ပုံငယ်ကြပါတယ်။ဒါအောင်မြင်တဲ့အခါမှာတော့အဝက်ငယ်ဆုံးလေးကတကားကိုတန်ညိုးခက်ပြီးတော့မှအဲ့လိုဖြစ်မယ်ဆိုရင်ဘာလို့ဒီလိုလုပ်ခဲ့တာလဲလို့ဒေါသတကြီးစူပူပါတယ်။ပြီးတော့အစင်မပူဘူးနဲ့သူရဲ့အုပ်အိမ်ကလုံခြုံနေကြအောင်ဝင်းမလေးကြီးဘယ်လိုနီးနေမှဝင်လာလို့မရဘူးဆိုပြီးတော့နှစ်သိမ့်ပေးပါတယ်။ မကြခင်မှာတော့ဝင်မလေးကြီးကအဆင်မလျှော့ဘဲနဲ့နီလန်တစ်တခုကြံစီခဲ့ပါတယ်။သူကစုတ်တန်ရောင်းနေသူဖြစ်ဟန်ဆောင်ပြီးတော့သူ့မှာဝင်ဝေးစုတ်တန်အကောင်းစားတွေရှိတဲ့အကြောင်းနဲ့အခမဲ့ဖြစ်တဲ့အကြောင်းတကားဖွင့်မိဖို့လိုတဲ့အကြောင်းပြောပါတယ်။ အငယ်ဆုံးနေရာတော့တန်ကျိုးကြားကနေစိုးတန်ကိုယူပြီးတော့စိုးတန်ယူနေဒေါသထွက်နေတဲ့ဝင်းမလီကြီးကိုအားကုန်ရိုင်းနေခဲ့ပါတယ်။ဝင်းမလီကြီးကချက်ချင်းပဲအယောင်ဆောင်မှုကိုဖယ်ရှားပြီးတော့အရင်ဆုံးဆဲဆိုချိန်မောင်းပြီးသူ့ရဲ့မှုတ်တဲ့အတက်ပညာထပ်ပြီးတော့သုံးလိုက်ပြန်ပါတယ်။ဒါပေမဲ့ဒီကတော့သူ့ရဲ့နီလန်းကလုံးဝအလုံးမဖြစ်ပါဘူး။သူဘလောက်ပဲအားကုန်သုံးပြီးတော့မှုတ်ပါစေ။ဘောင်းမီတွေပြုတ်ချပြီးတော့ဘိုက်တွေချက်သွားတဲ့အထိမျက်နှာတွေညူမဲသွားတဲ့အထိမှုတ်ခဲ့ပေမဲ့အင်းကနည်းနည်းလေးတောင်မှမလုပ်ပါဘူး။ ပေါ်ပြီးတဲ့ဆိုတာကတော့အိန်းလေးကဝက်ငယ်ဇုံလေးကစန်းနီယာတီဗီသူ့ရဲ့မုတ်တန်တွေကိုတခြင်းနဲ့လိုက်ဖက်အောင်အောင်လုပ်ပြီးခဲ့ပါသေးတယ်။နောက်ဆုံးမှာတော့နီလန်ကုံဆုံးနေတဲ့ဝင်းမလီကြီးကအပေါ်ကနေတိုက်ခဲ့ဖို့အတွက်ဆုံးဖြတ်ပြီးမိခုခေါင်းနိုင်ကတခုတည်းသောအားနည်းချက်ဖြစ်နေပါတယ်။ဒါပေမဲ့လည်းဝက်ငယ်ဇုံလေးကထောင်ချောင်းကိုကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တာကြောင့်ပဲဝင်းမလီကြီးကုံချတာကိုစောင့်နေခဲ့တာကိုသူလုံးဝမသိပါဘူး။မသိတဲ့ဝင်းမလီကြီးကတော့အလင်းမြန်ရှင်းစင်းလာခဲ့ပြီးတော့ပူနေတဲ့စီအိုတွေတန်းပြီးတော့ကြာသွားခဲ့ပါတယ်။ နောက်ထပ်တစ်စက္ကန့်မှာပဲနာကျင်တဲ့အော်လန်ဟာကောင်းကင်ကိုဖောက်ထွက်သွားခဲ့ပြီးဝင်းမလီကြီးကတော့သူ့ရဲ့ပူလောင်နေတဲ့တင်မောင်းကိုကန်ပြီးတော့ထပ်ပြေးသွားခဲ့ပါတယ်။အဲ့ဒီကလေးကသူဟာဘယ်တော့မှပြင်မလာရဲတော့ပဲဝက်လီ၃ကောင်ကတော့အခိုင်အကန့်နဲ့အုံအိမ်ထဲမှာပျော်ရွှင်လုံခြုံတဲ့ဘဝကိုထာဝရနေထိုင်လို့သွားခဲ့ပါတယ်။